အလုံးမဲမင်္ဂလာပါ your consultants ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာ sharing လုပ်ပေးသွားခြင်းတဲ့အကြောင်းအလေးရကြတော့အကုန်ကြတတ်တာတဲ့ media buying plan ကိုဘလို့ planning လုပ်ကြမလဲဆိုရဲအကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ဒီအကုန်ကြတတ်တာတဲ့ media buying plan ကိုဘလို့ plan လုပ်ကြမလဲပေါ့နော် အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီကြောင်းအလေးကိုအချက်၃ချက်နဲ့ပြောပြသွားမှာဖြစ်ပါတယ်။နံပါတ်၁ချက်အနေနဲ့ဆိုလို့ရှိရင်အဲ audience analytics တခုလိုအပ်တယ်ပေါ့နော်။အာ audience analytics ကိုပမာမှုပြလိုက်မယ်ဆိုလို့ရှိရင်အဲအထူးကအဖြစ်နော်ကိုကကိုယ့်ရဲ့ကုန်စည်ကိုယ့်ရဲ့ product ကိုဘယ်လိုလူတွေကိုသွားပြီးရောင်းချမယ်ဆိုတဲ့ analytics တခုပေါ့နော်။အဲ့တော့ဒီ analytics မှာဆိုလို့ရှိရင်ဥပမာအဖြစ်ကိုက ဘယ်နေရာဒေသလူတွေသွားရောက်မှာလဲဘယ်တက်ရွယ်ကိုသွားရောက်မှာလဲဘယ်လိုလူတွေသွားရောက်မှာလဲပေါ့နော်အစရှိတဲ့ဖြင့်အဲ့လိုတိကျတေးကြတဲ့ target audience တစ်ခုအဲရှိဖို့လိုအပ်တယ်အဲ့ဒါမှသာလင်ကိုကထိရောက်သေးကြတယ်ကြောင့်ညာတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပြီးတော့ reserve ပိုကောင်းတဲ့ကြောင့်ညာတစ်ခုကိုဟိုရမှာဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ဆိုလို့ရှိရင် အဲ media format လို့လည်းခေါ်ကြတယ်အဲ creative flow လည်းခေါ်ကြတယ်အဲဒီ visual လို့လည်းခေါ်ကြတယ်ကိုကဘလို့အသုံးပြုမယ်ဆိုရဲ content format တခုကို define လုပ်ထားဖို့လိုအပ်ပါတယ်အဲဘာကြောင့်လိုအပ်ကြလဲဆိုလို့ရှိရင်ဒီ ADSD ရဲ့ result ကဒီ media format ပေါ်မှာလည်းအများကြီးမူတည်ရဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့အာ budget planning ဖြစ်ပါတယ် အဲ့တော့ဒီ budget planning မှာဆိုလို့ရှိရင်အပေါ်မှာ mention လုပ်ခဲ့တဲ့အတိုင်းကိုယ့်ရဲ့ကိုထားမဲ့အဲ target audience size နဲ့အဲဒီ ADS PD အပေါ်မှာမူတည်ပြီးတော့ budget planning ကိုလုပ်မှသာလျင်အကုန်ကျသက်သာတဲ့ media buying plan တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ဒီနေ့ sharing လုပ်ပေးသွားတဲ့အကြောင်းလေးတွေကအာတကယ်လက်တွေ့မှာလည်းအသုံးဝင်ဖို့မျှော်လင့်ပါတယ်။ အဲဒီချက်ကိုပို့ပြီးတော့သိရှိလိုပါကအဲဒီ comment လေးနဲ့ message box မှာလေးလာပြီးတော့မေးမြန်းလို့ရပါတယ်အအဆုံးထိကြည့်ပြီးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်နောက် video လေးမှာပြန်တွေ့ပါမယ်အလုံးမဲမင်္ဂလာပါ your consultants ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာ sharing လုပ်ပေးသွားခြင်းတဲ့အကြောင်းလေးကတော့အကုန်ကြတတ်တာတဲ့ မီဒီယာဘိုင်းပလန်ကိုဘလို့ပလန်နေလောက်ကြမလဲဆိုရဲအကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ဒီအကွန်ကြတတ်တာတဲ့မီဒီယာဘိုင်းပလန်ကိုဘလို့ပလန်လောက်ကြမလဲပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီအကြောင်းအရာလေးကိုအချက်၃ချက်နဲ့ပြောပြသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်အနေနဲ့ဆိုလို့ရှိရင်အဲ audience analytics တခုလိုအပ်တယ်ပေါ့နော်အာ audience analytics ကိုပမာမှုပြလိုက်မယ်ဆိုလို့ရှိရင်အဲအဓိကအဖြစ်เนาะကိုကကိုယ့်ရဲ့ကုန်စည်ကိုယ့်ရဲ့ product ကို ဘယ်လိုလူတွေကိုသွားပြီးရောင်းချမယ်ဆိုတဲ့ analysis တစ်ခု